်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါ AR retire ပန်းတနော်မြို့နယ်မှာစစ်မှုရန်မဲပေါက်သွားသူတွေထွက်ပြေးသွားတာကြောင့်စစ်ကောင်စီတပ်ကရွာထဲကျန်ရှိနေတဲ့မဲမနှိုက်ရသေးတဲ့လူငယ်အယောက်30ကျော်ကိုအာဓမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကနေသိရပါဗျာ။ ဂျွန်လ19ရက်နေ့ကစစ်ကောင်စီတပ်ကပန်းတနော်မြို့နယ်ရုံတော်အုပ်စုတွေကညောင်တရားရွာသားကြီးနဲ့ကန်စုကျေးရွာတွေမှာစစ်မှုတွေမဲပေါက်သူတွေထွက်ပြေးသွားတာကြောင့်မဲမနှိုက်ရသေးတဲ့သူတွေကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေကတော့မဲမနှိုက်ရသေးတဲ့သူတွေဖြစ်ပြီးမဲနိုင်ထားတဲ့သူတွေထွက်ပြေးသွားလို့ဆိုပြီးဖမ်းဆီးသွားတာဖြစ်ကြောင်းစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေအရဲဝတ်တင်တဲ့လူတွေလာပြီးတော့ဖမ်းသွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ စစ်ကောင်စီတပ်ကရုံတော်အုပ်စုတွေကညောင်တရာကျေးရွာရွာသားကြီးကျေးရွာနဲ့ကန်စုကျေးရွာကအသက်16နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်အယောက်30ကျော်ကိုအာရမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်လူငယ်တွေဖမ်းဆီးခံရတဲ့ကျေးရွာတွေဟာလစဉ်တအိမ်ကိုကြက်တပေါင်းနှုံနဲ့စစ်မှုရန်အစာထိုးငှားရမ်းကြီးကိုအုပ်ချုပ်ရေးမှုကိုထည့်နေရတဲ့ရွာတွေဖြစ်ကြပါရယ်ရှင် Global Media အစိုးရ Agency USAGM က VOA ဝန်ထမ်း600ကျော်ကိုအလောက်ကနေထုတ်ပယ်ကြောင်းအသိပေးစာပေးပို့လိုက်ပါတယ်။သုတချန်သာသတင်းပေးပို့ထားတာပါရှင်။ အမေရိကန်ပြည်ထောင်စုမှသတင်းဌာနတွေကိုစီမံကင်တွယ်တဲ့ Global Media အစိုးရ Agency USA GM United States Agency for Global Media က VOA ချိန်ပြည့်ဝန်ထမ်း6ယောက်ကိုအလောက်ကနေထုတ်ပယ်ကြောင်းထေသဆန်တော်ချင်းဂျွန်လ20ရက်နေ့ကအသိပေးစာပေးပို့ခဲ့တယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတွေကပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ14ရက်နေ့မှာတည်င်းဌာနတွေကိုစီမံကိန်တွေတဲ့ Global Media Asia Agency USAGM အပါအဝင်တခြား Asia Agency 6ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်မှလက်မှတ်ရေးထိုးခဲ့တာပါ။အဲ့ဒီတုန်းကဝန်ထမ်းတွေကိုလာတာနဲ့ခွင့်ပေးထားခဲ့တာဖြစ်ပြီးအချိန်3လကျော်ကြာမှအလောက်ကထုတ်ပေးကြောင်းအသိပေးလာတာပါ။ VOE ဝန်ထမ်းအလုံးကြီးပါအထူးသဖြင့်ဘာသာစကားတည်င်းဌာနတွေကိုသူတို့ဖြတ်သိမ်းတဲ့အနေနဲ့ကျမတို့မြန်မာဌာနအပါအဝင် အားလုံးကို တို့အလုတ်ဖြုတ်တဲ့စာပေါ့လေ ောက်ကြနေကပေးပို့ပါတယ်မြန်မာဝန်ထမ်းတွေအားလုံးလည်းလက်ခံရရှိပါတယ်ပြီးခဲ့တဲ့လတုန်းကဆိုရင်လေမတော်မြန်မာဌာနကလုတ်ဖို့ကင်ပတ်တီဖြစ်တဲ့ contractor တွေကိုလည်းသူတို့ကဖြုတ်လိုက်တယ်ပေါ့လေ Trump အစိုးရတက်လာတဲ့အစိုးရ agency တွေကိုသူတို့ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ဒါသူတို့လုပ်ရက်တစ်ခုပေါ့နော် Trump အစိုးရဘက်ကနေပြီးတော့ပေါ့နော်အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ဖြတ်သိမ်းတဲ့လုပ်ရက်ကတော့အတော်ကိုဆိုးရွားတယ်တမိုင်းမှာအမဲဆက်တင်တဲ့လုပ်ရက်လို့ပြောချင်ပါတယ် VOA သတင်းဌာနဟာဘာသာစကား48မျိုးနဲ့ကမ္ဘာတဝန်းကိုသတင်းအချက်အလက်ဖြန့်ဝေနေတဲ့ဌာနဖြစ်ပြီးနိုင်စင်သတင်းစာသုံးတဲ့ပရိသတ်တန်းနဲ့ချီရှိနေတာပါအခုအလောက်ကနေထုတ်ပြန်ကြောင်းအသိပေးတာဟာဘာသာစကားဌာနဝယ်လေကဝန်တန်းအားလုံးစီရောက်ရှိခဲ့တာဖြစ်ပါတယ်လာမယ့်တနင်္လာနေ့မှာဆိုလို့ရှိရင် DC တရားရုံးမှာကျမတို့ရဲ့အမှုကိုတရားသူကြီးလမ်းဘက်ကကြားနာမယ် Trump အစိုးရအဖွဲ့အဲ့ဘက်ကရှေ့နေနေနဲ့ဝန်တန်းတွေဘက်ကရှေ့နေနေနဲ့ပေါ့နော်ပြန်လှန်ရှောက်လဲကြမယ် DC ကအယူခံတရားရုံးမှာလည်းကျမတို့ရ ရဲ့အမှုဟာရှိနေတယ်အဲ့ဒီအမှုဟာလည်းကျမတို့အခုဆိုလို့ရှိရင်နှစ်ဖက်အပြန်လှန်လျှောက်ထားချက်တွေတင်သွင်းနေတယ်ဇူလိုင်ပြီးဩဂတ်လောက်မှာတော့အယူခံတရားရုံးကကြားနာမယ်လို့တော့သိထားတယ်ပေါ့လေထရမ့်အစိုးရကိုပြန်ပြီးတော့ကျမတို့အခွင့်အရေးတွေဒီအလုံသမားအခွင့်အရေးတွေအမေရိကန်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ညီကျမတို့ပြန်ပြီးတိုက်နေတာတွေကတော့တရားရုံးမှာသူဆက်ပြီးတော့ရှိနေပါသေးတယ် တမရထရမ်ရဲ့အမိန့်ကိုစန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကကြေညာပြန်ဆွဲထားတဲ့အမှုနှစ်ခုရှိခဲ့ပြီးတစ်ခုက Channel List တွေကလုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ဆွဲထားတဲ့အမှုဖြစ်ပါတယ်။နောက်တစ်ခုက VOA Director ကတမရထရမ်ရဲ့အမိန့်ဟာလွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုကျော်လွန်နေတာကြောင့်တရားမဝင်ကြောင်းဆွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ဒီအမှုနှစ်ခုစလုံးက DC ခံကြားရုံးနဲ့ UGAN တရားရုံးတို့မှာအငင်းပွားပွဲရာအခြေအနေမှာရှိနေပြီးတိကျတဲ့စီရင်ချက်မကျခင်မှာ Global Media အစိုးရအေဂျင်စီ USGM ကဝန်ထမ်းတွေကိုအလုပ်ထုတ်ပေးကြောင်းအသိပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒချမ်းသာပါ။နိုင်ငံရေးပဋိပညာဖြစ်နေချိန်မှာစစ်အာဏာသိမ်းတာကိုအစွမ်းကုန်ရှောင်လွှဲကြဖို့အတွက်ထိုင်းခရီးသွားလုပ်ငန်းကောင်စီကတိုက်တွန်းထားပါတယ်။အာဏာသိမ်းလိုက်ရင်ပြင်ပစီးပွားရေးနဲ့ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့်ထိခိုက်နေတဲ့ခရီးသွားလုပ်ငန်းအပေါ်မှာပိုပြီးတော့တက်ရောက်မှုတွေပိုဆိုးလာနိုင်တယ်လို့သတိပေးထားပါတယ်။ ထိုင်းဝန်ကြီးချုပ်ဖဲထောင်တိုင်းရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ရဲ့နေဆက်ပြဿနာဖုံးဆက်သွယ်ဆွေးနွေးမှုတွေအတန်ဖိုင် ပေါက်ကြားပြီးတဲ့အချိန်မှာဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့လွှတ်တော်ဖြတ်သိမ်းဖို့တောင်းဆိုမှုတွေအားကောင်းလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအာနာသိမ်းတော်မလားဆိုတဲ့အတန်တွေလည်းလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့ပါတယ်။နိုင်ငံရေးမငြိမ်သက်မှုတွေကိုဒီမိုကရက်တစ်ယန္တရားနဲ့ပဲဖြေရှင်းရပါမယ်။ 2014တုန်းကလိုအာနာသိမ့်ပြီးမဖြစ်ရှင်းသင့်ပါဘူးလို့ခီးသွားကောင်စီဒုတိယဩဂထရက်ချဘုံဖိုးဝါစတီကတတိပေးထားပါတယ်။အာနာသိမ့်နာရဲ့အချိန်တော့အဆိုရင်ခီးသွားတွေဝင်ရောက်ဖို့အယုံကြည်ကင်းမဲ့ခဲ့တာကြောင့်နိုင်ငံခြားခီးသွားဝင်ရောက်မှုထိုးကျသွားတယ်လို့ရက်ချဘုံကထုတ်ပြခဲ့ပါတယ်ရှင်။ SpaceX ရဲ့အေယာမအာကာသဒုံးပျံယာဉ် Starship စမ်းသပ်ချိန်မှာလွတ်တင်စင်ပေါ်မှာပောက်ကွဲခဲ့တာကြောင့်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ရဲ့အင်္ဂါဂျိုကိုလူစေလွတ်ဖို့ရည်မှန်းချက်ဟာနှောင့်နှေးစရာဖြစ်လာခဲ့ပါတယ်။ဒေသစံတော်ချိန်ရပေါ်တဖူးနေ့ည7:00နာရီဝင်းကျင်မှာအကြီးအကျယ်ပောက်ကွဲမှုတွေကြုံတွေ့ခဲ့ရတာပါ။ Texas Starbase လွတ်တင်စခန်းမှာ၁၀ချိန်မြောက်စမ်းသပ်ပြန်သတ်မှုအတွက်ပြင်ဆင်နေချိန်မှာပောက်ကွဲခဲ့တာဖြစ်ပါတယ်။အမှုရန်အားလုံးဘေးကင်းတယ်လို့ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။ ကနဦးအချက်လက်တွေရဝန်တင်တဲ့အခန်းထဲက nitrogen COPV တစ်ခုဟာခံနိုင်တဲ့ဖိအားအောက်မှာချိုးရင်းသွားခဲ့တာဖြစ်ပြီးဒီဒီဇိုင်းအတွက်တော့ပထမဦးဆုံးပဲလို့ mask ကလူမှုကွန်ရက် X မှာရေးသားထားခဲ့ပါတယ်။ Starship ဒုံးမြန်ရီဟာအနည်းဆုံး2ကြိမ်လောက်ဇက်တိုက်ပေါက်ကွဲခဲ့ပြီးကောင်းကင်ယံမှာမီလုံကြီးတွေတက်လာပြီးတဲ့နောက်အမုံမွားတွေပါလင်းစင်ခဲ့ပါတယ်။ပေ၄၀၀တောင်မြင်းတဲ့ Starship ဒုံးမြန်ရီဟာအင်အားကြိုးကိုလူစေလွှတ်ဖို့အတွက် mask ရဲ့ရည်မှန်းချက်တွေမှာအဓိကကျပါတယ်။ ဒါပေမဲ့ဒီနှစ်ထဲမှာချုပ်ရည်မှုတွေနဲ့ကြီးပဲဇက်တိုက်ကြုံတွေ့နေရတာဖြစ်ပါတယ်ရှင်။ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့ဝန်တီပါ။